င်ဗျားတို့တွေကဘာလူတွေဘာမှန်လဲစောက်ယူးတွေမှန်လားလူတွေကစောက်ယူးတွေမှန်လို့အဲ့လိုခိုင်းနေတာအဲ့တော့ဒိုင်တာညုံမင်းနေစကားနဲ့ပဲပြောရမှာပေါ့နော်နေတရုပ်ဆောင်တဲ့အချိန်မှာမင်းမမင်းကြိုက်တာလို့လက်ခက်လေးပဲထောင်ပြထောင်ပြကြိတ်စားမရှိဘူးဆိုပြီး तू ပြောခဲ့တဲ့အတိုင်းပဲပေါ့ဒါရိုက်တာညုံမင်းလင်ဆိုတာခင်ဗျားလားသူ့သူ့နာမည်ခေါ်ပြီးတော့တရုပ်ဆောင်တဲ့အချိန်မှာတရုပ်ဆောင်မှာကိုကြောက်တာထက်တရုပ်ဆောင်ပြီးတော့မှမပြီးပြင်းမှာကိုကြောက်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ပြီးပြင်းအောင်တော့အကောင်းဆုံးစူးစမ်းရတယ် ဲ့အတွက်ကြောက်လေပြည်ပြင်းလို့လည်းထင်တယ်ကုညိုမင်းလွင်ကနားလည်းပေးတယ်လန့်သွားတယ်လန့်တယ်လန့်တယ်မလန့်ဘူးဒိုင်းတွေကိုလန့်သွားတယ်ဆိုတဲ့ခန်းစားချက်မျိုးတွေရရှိချင်လို့ကျွန်တော်စူးစမ်းခဲ့တယ်ဒါပေမဲ့ကုညိုမင်းလွင်ကတော့မလန့်ဘူးလို့ပြောတယ်လုံးလို့ပြောတယ်မအေးမြတ်သူကတော့အဲ့လိုမျိုးသူလန့်တယ်လို့ပြောတဲ့အတွက်ကျွန်တော်အယံပီတိဖြစ်တယ်ကျုပ်ဘာဖြစ်ချင်းလို့ဒီလိုလာတယ်ဆိုတာခင်ဗျားသိလားခင်ဗျားတို့သိလားကျုပ်ဘာလို့လာတယ်ဆိုတာကြီးရှုတဲ့ပြဿနာတွေအနေနဲ့ကြည့်ရတာအမြင်ရိုင်းသွားတာအကြော်ရွားဖြစ်သွားတာဆိုရင်တော့ကျွန်တော်တောင်းမှန်တယ်အဲ့လိုမျိုးရည်ရွယ်ခဲ့တာမဟုတ်ပါဘူး များတို့ရပါလူတွေပါမှန်လားစောင်းယူတွေမှန်လားဟာမှာကြောက်တာတော့အမှန်တမ်းပြောရင်တော့အဲ့ဒီအချိန်မှာ action ကိုလုပ်တဲ့အချိန်မှာကျွန်တော်တော်တော်လေးကြောက်တယ်ဗျာဘာလို့လဲကွန်ယူကလည်းတကြက်ကိုနာမည်ကြီးတဲ့ဒါရိုက်တာကြီးလေကယ်ဒမီဒါရိုက်တာကြီးကျွန်တော်နဲ့ပထမဆုံးတွေ့ဘူးလားအဲ့ဒီအချိန်မှာစားတွေ့ဘူးလားကျွန်တော်ပထမဆုံးတွေ့တဲ့အချိန်မှာကျွန်တော်သွားပြီးတရုတ်ဆောင်ရတဲ့အတွက်ကျွန်တော်တော်တော်လေးတော့ကြောက်တယ်ဒါပေမဲ့ဒိုင်ယာလော့တွေလည်းမေ့တယ်အဲ့ဒီကနေမှကျွန်တော်ကဟိုမနေ့ပြန်ပြီးစဉ်းစားပြီးတော့မနေ့ပြန်ပြီးတော့ဟာမပြောင်းအောင်ကြိုးစားပြီးတော့အပီတီလုပ်လိုက်ရတာလောက်တော့ ောက်ခဲ့ရတယ်ပေါ့အဲ့ဒီအချိန်မှာဒဏ်တော်နေမိသွားတာပေါ့တခြားတော့ပြန်နေတခြားတော့ဖြစ်သွားတာပေါ့ဆက်ကြမ်းပိုင်းပေါ့ဒါတော့တဆက်ကြမ်းရဲ့ဆယ်ပုံတစ်ပုံလည်းဖြစ်ဖြစ်မှာပေါ့အဲ့လိုထပ်ဆိုအကုန်မိသွားတယ်ရုပ်တရက်ကြောင်းမှဘာဆက်လုပ်မှာမလဲဆိုတဲ့အတွေးမျိုးဖြစ်သွားတယ်အဲ့တော့မှပြန်ပြီးတော့ထိန်းပြီးတော့မှဒီ action ကိုအကောင်းဆုံးပြီးပြင်အောင်လို့တော့တရုပ်ဖော်လိုက်ပါတယ်ဟုတ်ကျုပ်ဘာဖြစ်ချင်လို့ဒီလိုလာလဲဆိုတာခင်ဗျားသိလားမြားလို့တိလာကျောက်ဘာလို့လာဒီပလော့လေးရကြတော့ तू ကကြီးစုတဲ့ပြိတ္တတွေကိုဖျော်ပြမှုပေးနိုင်တယ်ပလော့လေးဒိုင်းတွေကိုလည်းဆေးလို့ရှာမှုပေးနိုင်တယ် ဇလံမျိုးတွေပေါ့အဲ့ဒါလေးကကျွန်တော်ကိုယ်ပိုင်တော့မဟုတ်ပါဘူးအရင်တော့က10နှစ်လောက်ကလုံးဝ10စုနှစ်လောက်ကကျွန်တော်ပြန်ခဲ့ဘူးတဲ့ဒီဟိုတေးဥဆောင်ပြိုင်ပွဲမှာဒါရိုက်တာကြီးတဲ့ကကျွန်တော်တင်ပေးလိုက်တာအဲ့ဒါလေးကိုအဲ့လိုတင်ပေးပြီးတော့ဒိုင်းလေးကိုဒီလိုပြောဒီလိုလုပ်ပြီးရင်ဒီလိုဆင်းသွားပေါ့အဲ့တော့ကျွန်တော်လုပ်တယ်အဲ့ audition မှာကျွန်တော်ပြုတ်သွားတယ်မပါဘူးအဲ့ဒါကိုကျွန်တော်အချိန်လေးကြာတော့မှအဲ့ဒါကိုကျွန်တော်ကဒါရိုက်တာတွေမတူတော့ဘူးအကြောင်းအရာလေးနည်းနည်းကျွဲပြားပြီးတော့ပလော်လေးကိုနောက်တစ်ဖက်ထပ်ပြန်တင်ဆက်လိုက်တာပေါ့အဲ့ဒီတော့ ဟိုကြီးရှိရလူတွေအတွက်ဖြောပြင်းမှုတစ်ခုဖြစ်သွားတယ်ဆိုရင်တော့အတိုင်းထက်အလွန်ဖြစ်သွားတာပေါ့နော်ဒါရိုက်တာညိုမင်းလင်ဆိုတာခင်ဗျာဟုတ်ဟိုအဓိကတော့တော့မပြပြမှာပဲကြောက်တယ်ပြောဖို့ကြောက်တာထက်သူ့ကိုသူ့နာမည်ခေါ်ပြီးတော့တရုတ်ဆောင်တဲ့အချိန်မှာတရုတ်ဆောင်မှာကိုကြောက်တာထက်တရုတ်ဆောင်ပြီးတော့မှမပြပြမှာကိုကြောက်တယ်အဲ့ဒီအတွက်ကြောက်မှုလို့ပြပြအောင်တော့အကောင်းဆုံးစူးစမ်းတယ်အဲ့ဒီအတွက်ကြောက်လေပြပြလို့လည်းထင်တယ်ကိုညိုမင်းလင်ကနားလည်းပေးတယ်ပြပြကတော့သွားပြီးတော့ တခြား page တွေတို့တို့တို့ရာဟုတ်တယ်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 ဟာအဲ့ဒါကြတော့ပရိသတ်တွေကအထင်လွဲမှုလေးပေါ့နော်ဒီဥစ္စာကြတော့ဒါလေးကကြတော့ဖြောပြေးရေးလေးပါဖြောပြေးလေးဆိုတာကျွန်တော်ကလည်းပြိုင်ပွဲမှုဝင်ဖို့အတွက်လူရောက်160 180လောက်ထဲကရွေးချယ်ခံရဖို့အတွက်ကျွန်တော်ကသရုပ်ဆောင်ပြရတာအဲ့အချိန်မှာကျွန်တော်ကဒိုင်းတွေကိုစိတ်ဝင်စားအောင်သရုပ်ဆောင်နိုင်မှရမှာကျွန်တော်အမှတ်မိနေအောင်ကျွန်တော်ရွေးချယ်ချက်စေးပေါ့အောင်အမှတ်တရဖြစ်သွားအောင်လုပ်နိုင်မှာကျွန်တော်က ိုရွေးချယ်ခံရမှာပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်အဲ့လိုနီးလမ်းမျိုးကိုကျွန်တော်ရွေးချယ်လိုက်တာအမှန်တမ်းပြောရင်အဲ့အချိန်မှာကျတော့လေသူဒေါသထွက်နေလို့ကျွန်တော်မမြင်ဘူးအဲ့အဲ့သူ့ရဲ့ရှေ့မင်းချင်းဆိုင်မှာရှိကြတုံးကကျွန်တော်ထင်တာကျတော့အဲ့လိုသူမင်းမလုံးမလဲကွာပါသိရလားမင်းဘာတွေတေးဥဆောင်လဲငါမင်းမကြည့်နေတယ်ဆိုတဲ့မျိုးလုံးမျိုးနဲ့ကြည့်နေလို့ကျွန်တော်ခန်းစားရတယ်လန့်သွားတယ်သူကလန့်မလန့်တိုင်းတွေကိုလန့်သွားတယ်ဆိုတဲ့ခန်းစားချက်မျိုးရရစီချင်လို့ကျွန်တော်စူးစမ်းခဲ့တယ်ဒါပေမဲ့ကိုညိုမင်းလွင်ကတော့မလန့်ဘူးလို့ပြောတယ် လုံးလို့ပြောတယ်မအေးမြတ်သူကတော့အဲ့လိုမျိုးသူလန့်တယ်လို့ပြောတယ်ကျွန်တော်အရန်ပီတိဖြစ်တယ်ဟုတ်လားမရတော့ပါပဲရံများလာတွေ့ရတယ်အဲ့လိုတော့ပြောလို့ရမလားအားပေးကြရတယ်တော့ပြောရမှာပေါ့နော်အားပေးကြပါလို့အဲ final ကရောက်တော့မှာ final ဒီ final မှာလည်းနိုင်ရခြင်းတယ် audition တွေမဟုတ်ဘူးပေါ့နော် final မှာလည်းဝင်တာဖြစ်နိုင်ရခြင်းတယ်အဲ့တော့ကြောင့်ပရိသတ်တီကအားပေးကြပါလို့ ဟိုတောင်းဆုံးကြိုးစားပါမယ်။အဲ့ဒီအချိန်ကမင်းလက်ကလေးပဲထောင်ပြပြဘာသာတော့ဟာပဲလှုပ်ပြပြပြဿနာမရှိဘူး။ဒါအဲ့ဒါနဲ့ပတ်သက်လို့အဲ့တော့ဒါရိုက်တာညိုမင်းလေးစကားနဲ့ပဲပြောရမှာပေါ့နော်။မင်းတရုတ်ဆောင်တဲ့အချိန်မှာမင်းမမင်းကြိုက်တာလို့လက်ကလေးပဲထောင်ပြထောင်ပြကြိစားမရှိဘူးဆိုပြီး तू ပြောခဲ့တဲ့အတိုင်းပဲပေါ့။အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကတော့ဟိုတရုတ်ဆောင်တဲ့တဲ့ကြောင့်ပြည်ပြန်အောင်တော့ကျွန်တော်လှုပ်ခဲ့တယ်ဗျာခဲ့တာ။အဲ့ဒီအတွက်တော့ဟိုကြီးရှုတဲ့ပြည်သက်တွေအနေနဲ့ကြီးရတာအမြင်ရိုင်းသွားတာအကြော်ရွားဖြစ်သွားတာဆိုရင်တော့ကျွန်တော်တောင်းအောင်မှန်တယ်။အဲ့လိုမျိုးရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။ဟိုဒိုင်းနေထဲမှာဒီတရုတ်ဆောင်ပြိုင်ပွဲမှာ ဆိုရင်တော့ကျွန်တော်ပြောရဲပါတယ်ပြောရဲပါဘာဖြစ်လို့လဲဆိုတော့ဟိုဟိုဘသူဘသူရယ်လို့လူတွေကိုဥစားပေးပြီးတိုက်ခိုက်တဲ့လူတွေကိုဥစားပေးပြီးတိုက်ခိုက်တဲ့ personal အရာတိုက်ခိုက်တဲ့ပုံပုံကြီးတိုက်ခိုက်မှုမဟုတ်ပါဘူးဒီဥစားဒီဥစားပြိုင်ပွဲဝင်တယောက်ကဒိုင်းနေကိုစိတ်ဝင်စားအောင်လို့လုပ်ပြတဲ့တယုဆောင်မှုကြီးတစ်ခုပါပဲဗျာအဘယ်ဆိုလဲဟိုကျွန်တော်တို့ဒီလွန်ခဲ့တဲ့ကာလတွေမှာလည်းအဲ့လိုတယုဆောင်ပြိုင်ပွဲတွေနဲ့ပတ်သက်ရင်လည်းကုညိုကကုညိုကမလုပ်ရင်လည်းမလုပ်ဘူးကုညိုလုပ်တဲ့နေရာတိုင်းမှာလည်းအများအားအောင်မြင်မှုတွေရရှိတယ် အဲ့ကြောင့်ရှေချိုပွဲလေးရအစပေါ့နော်ရှေချိုပြိုင်ပွဲလေးမှာအစကုညူဒိုင်နေနဲ့ပါပြီဆိုရင်အဲ့လိုမျိုးဟွာပါဝင်တဲ့လူတွေရှိရတယ်တရုတ်ဆောင်တစ်တွေတရုတ်ဆောင်တဲ့ဟာတွေအမျိုးစုံကြည့်ရတယ်လေအဲ့ဒါအဲ့ဒါနဲ့မူတည်ပြီးတော့လူတွေစိတ်ဝင်စားရတဲ့အရာလေးနဲ့ဟောအခုလိုမျိုးစိတ်ဝင်စားမယ့်အရာလေးနဲ့လည်းချိတ်ပြီးတော့ဖြောပြမှုတွေတခုဖြစ်စေခြင်းလို့တော့အဲ့လိုကုညူကိုရွေးလိုက်တာပြီးတော့ယောက်ျားလေးချင်းတစ်ဖြစ်နေတော့လေဟိုနည်းနည်းပြန်တောင်းပန်ပြန်ပြောတဲ့ခါကျတော့နည်းနည်းလေးအဆင်ပြေတာပေါ့နော်အဆင်အဆင်နေလောက်ရမယ့်ပြိုင်ပွဲတွေမှာကုညူကျွန်တော်ဘယ်လိုဆက်ဆံမလဲဘယ်လိုမျိုးမရှင်တွေခိုင်းမလဲ ဘလို့အရာကြီးလုံခိုင်းမလဲတော့ကျွန်တော်တော်တော်လေးတော့ရှင်းဖုံတယ်အဲ့ဒီပွဲတွေကတော့ရှိသေးတယ်အများကြီးအဲ့ပွဲတွေကိုတော့ရှိုးလိုက်အမှစူပါစတားအကြေတင်ပြီးမှကြည့်လို့ရပါတယ်ဗျာဟုတ်